ဒုံးကျန်တိုင်းမှာပဲဒီဘုံဆိုင်ဝါဒနာရှင်တွေဖြစ်ခဲ့တဲ့အဖြစ်ပြက်တိုင်းမှာပဲဒီဘုံဆိုင်ကိုဝါဒနာပါဖို့ဆိုတာနာမည်ကြားရုံလေးနဲ့တော့ဝါဒနာမပါသွားနိုင်ဘူးပေါ့ဆိုတော့သူ့ကိုချစ်ဖို့လိုတာပေါ့အပင်လေးတွေကိုချစ်ဖို့လိုတယ်ဆိုတော့အဲ့လိုချစ်ဖို့ဆိုတာပုံလေးတွေကိုမြင်မှဒါစရတာပေါ့စပြီးချစ်ရတာပေါ့ဆိုတော့ပုံလေးတွေမြင်လာကတော့ကျွန်တော်ចောင်းသားအရွယ်ဒီ၁၀တန်း၁၀တန်းလောက်ចောင်းသားအရွယ်တော့မဂဇင်းမှာဝန်တိုင်းမင်းလေး ဘုံတိုင်းမင်းလေးတပင်ကိုပုံလေးပေါ့လေအဲ့ပုံလေးကိုသွားတွေ့တယ်တွေ့တော့ဖတ်ကြည့်တော့ဒီလိုပဲဝဲဝါယာနဲ့တုတ်ပြီးတော့အပင်ကိုပုံစံသွင်းရတယ်ဆိုတော့အခြေအနေလောက်လေးပဲသိရတာပေါ့လေအကြံမြင့်သဘောလေးပဲစောင်းမဆိုတော့သူကလည်းနှစ်မျက်နှာလောက်ပဲရှိပါတယ်ဒါတော့အဲ့ဒါလေးကိုဖတ်လိုက်ပြီးတော့အော်ဒီပင်လေးလှလိုက်လှတယ်ငါလည်းငါလည်းလူကြည့်ကျင်တယ်ဆိုတော့စိတ်ကလေးစပေါ့တာအဲ့ဒီဟာကျွန်တော်၈တန်း၁၀တန်းကျောင်းသားအရွယ်လောက်ကဒါမှမဟုတ် အဲ့ဒီခေတ်ကတော်တော်ကြာပြီပေါ့လေအချိန်တော်တော်ကြာပြီနှစ်ပေါင်းအခုကျွန်တော်အသက်80ဆိုတော့ဟိုဟာအသက်16နှစ်20လောက်ကစတွေ့တာပေါ့အပင်ကိုအပင်ပင်ကိုအပင်ပုံကိုတွေ့ဘူးတာပေါ့အပင်ဆိုတော့လုံးဝမတွေ့ဘူးပေါ့ဆိုတော့အဲ့ဒီခေတ်အချိန်နေအတိုင်းပဲဒီကခေတ်ခေတ်အချိန်နေအရပေါ့ဗျာဆိုတော့ဆက်ပြီးလေ့လာဖို့ဆိုတာဟိုစိုက်ပြိုးတဲ့တိတဲ့စိုက်ပြိုးမှုတိတဲ့လူကလည်းခက်ရှာရှာအဲစာအုပ်ဆိုတာကတော့ တော်ရုံတောင်ရုံမတွေ့နိုင်တဲ့အခြေအနေထားမျိုးအင်တာနက်မရှိပေါ့ဗျာအင်တာနက်မရှိတော့ရေဒီယိုပညာတွေထဲမှာလည်းရုပ်ရှင်တွေဘာတွေထဲမှာလည်းမပါဘူးအခုခေတ်တော့ကိုရီးယားကားတွေဂျပန်ကားတွေထဲမှာဒီအဲကန်းတွေထဲမှာခင်းကျင်းထားတဲ့ပုံစံလေးတွေကိုအလွယ်တကူတွေ့နိုင်မှာမဟုတ်ကျွန်တော်တို့ခေတ်တုန်းကတော့ဒါတွေဟိုကတိတ်ပြီးတော့ပေါ်ပေါ်များမတွေ့နိုင်တဲ့အနေထားဆိုတော့ဆက်ပြတ်သွားတာဆက်ပြတ်သွားတာပြီးတော့ကိုယ်ဝါသနာပါတဲ့ဟာလေးကိုဆက်ပြီးတော့ မလေ့လာနိုင်ဘူးဘယ်လိုလေ့လာမှလည်းမသိဘူးနောက်တခြားလုပ်ငန်းတွေနဲ့ဆက်ပြီးတော့ကျင်လည်နေရတော့ဝန်တိုင်းတဲ့ပြန်ဝေးกว่าွားတာပေါ့လေဝေးกว่าသားပြီးတော့နောက်ဆုံးကျွန်တော်1990လောက်မှာဒီမြို့တော်ဝန်ပန်းမှန်ပြပွဲပြိုင်ပွဲဆိုပြီးတော့ဒီကျွန်တော်တို့ဗဟန်းကွင်းပေါ့ဗဟန်းအားကစားကွင်းဗဟန်းအားကစားကွင်းမှာလှုပ်တော့ကျွန်တော်ကအဲ့ဒီမှာကျွန်တော်စိုက်ထားတဲ့အပင်လေးတွေဒီပွန်တိုင်းမဟုတ်သေးပါဘူးတခြားဒီရွက်လှပင်လေးတွေတခြားအပင်အပွင့်ပင်လေးတွေ စိုက်ပြိုးထားတာလေးတွေတွားတွားပြီးတော့ရောင်းနေဗျအဲ့ပြပွဲမှာအဲသူတို့မြို့တော်ဝင်ဟိုမှာအဖွဲ့မှာပန်းမှန်အဖွဲ့မှာဒီဆိုင်ကန်းလေးတခန်းလျှောက်ရတာအဲ့ဆိုင်ကန်းလေးလျှောက်လို့ပြီးရင်သူက10ရက်10ရက်ပွဲတော်လို့တာပေါ့10ရက်ပွဲတော်လို့တော့အဲ့10ရက်ပွဲတော်အတွင်းမှာကိုစိုက်ထားတဲ့ဟာလေးတွားတွားရောင်းဆိုတော့အပင်လေးတွေကိုလိုပဲချစ်တဲ့လူတွေလာကြည့်ပြီးဝယ်တာတွေရှိတော့သဘောကျပြီးပျော်တာပေါ့ဗျာအဲ့မှာကျွန်တော်ဘေးမှာရှိတဲ့ဆိုင်ကန်းက sweet scent လို့ခေါ်တယ်ဗျာအဲ့ sweet scent ဆိုင်ကန်းကပိုင်ရှင်က ကျွန်တော်နဲ့ရင်းနှီးသွားတော့သူကယူရီးယားတို့ကိုရီးယားဘန်ကောက်တို့ဟိုကိုရီးယားတို့ဟာတို့ကိုဒီသူ့ရဲ့သူ့ရဲ့လုပ်ငန်းအတွက်ခဏခဏသွားလေးရှိတော့ဘုံတိုင်းကိုသူကလည်းဝါသနာပါတော့သူကစာအုပ်တွေဝယ်ထားတာရှိတယ်ဆိုတော့ကျွန်တော်တို့စကားဆက်မိလို့ပြောမိတဲ့ခါကျတော့သူ့စီမှာဘုံတိုင်းစာအုပ်တွေရှိတယ်ဆိုတော့ကျွန်တော်စသိတာအဲဒီကြောင့်တော့ကျွန်တော်ငါအငားပါကွာဆိုပြီးတော့စာအုပ်လေးတုပ်ငါပြီးတော့ဖတ်ဖတ်တော့ကူတော်တော်များများဘုံတိုင်းအကြောင်းသိသွားတာပေါ့ အဲတိပါတော့ဒါလေးကျွန်တော်ရုပ်ရက်တော့ဘာသာပြန်မှုစိတ်မကူပါဘူးငါစိုက်ကြည့်မယ်ဆိုပြီးတော့ကိုအရင်ဆုံးစိုက်ကြည့်တာပေါ့ဆိုတော့အဲ့ဒီက knowledge နဲ့စာစိုက်တာဘာလို့တနည်းနည်းနည်းလောက်ကြာသွားတဲ့ခါကျတော့ဘာအတော့တွေ့လဲဆိုတော့ကျွန်တော်တို့ခေတုန်းကကျွန်တော်တို့ကကျွန်တော်လူပဲနည်းနည်းဒီလိုဝါသနာပါတဲ့လူတွေနဲ့နည်းနည်းတော့ချိတ်ဆက်မိနေပြီပေါ့သူတို့ကဘယ်လိုစိုက်နေကြလဲဆိုတော့အပင်ကိုညှင်းသေးရမယ်ဆိုတဲ့ concept ကိုအရင်ဆုံးထားတာဒါတော့မျိုး तू ကညှင်းသေးမှ तू ကဒမ်ခံလိန်ပိန်ပြီးတော့ 现在呢，看，勇敢，比如在哪儿嘞？家长嘛，对啊，我们有多少的部门、兵力嘞？对比我们其他部门呢，步步的压门，所以说看抗疫呢，嘞。那最多多少天嘞？最多多少？对，最多多少？的在三四天了。反正现在就半路马路来的路如讲，么多可呢？我最呢三三米多，隔离，所以马路马路是的。就那们来他马路的，哎，是用坐来坐来来，比如外人我个地呢，是吧？外人路上面，你这样是。 ရေဖြတ်ထားရမယ်သူတေကန်နီးမှရေလေးနဲ့နဲ့ကျွေးပေါ့လေအဲနောက်ပြီးတော့မျိုးစားတွေပါမကျွေးနဲ့နေပူပြင်းပြင်းနဲ့မှထားဒါမှဒီခန္ဓာရတဲ့အပင်တွေလို့ဥမင်းရွတ်သွားတဲ့ပုံပေါ်လာမယ်ဆိုပြီးတော့စိုက်တာကျွန်တော်ခုနကတော့မိတ်ဆွေကြီးကငားလို့ရတဲ့ဘုံဆိုင်စာအုပ်ဖတ်လိုက်တဲ့ခါကျတော့မှဟာသူကမျိုးစားတွေကျွေးပါဓာတ်မျိုးစားကဘယ်ဟာတွေကျွေးဒီ natural fertilizer စာတွေပေါ့ဒီအဲ့ဒါတွေကိုဘာဘယ်လိုကျွေးနောက်နေအောင်ကောင်းကောင်းပြပေး ရေမှန်မှန်လောင်းပေးဆိုတော့ကျွန်တော်တို့စပြီးတော့ခံထားခံယူထားတဲ့ concept နဲ့ကျွန်တော်ကျွန်တော်တို့အတိုင်းဝိုင်းမှာခံယူထားတဲ့ concept နဲ့ဒီစာအုပ်ထဲဟိုင်းနဲ့ကြောင်းမြန်တွေဖြစ်ဟာသူ့ကိုမြန်မြန်ကြီးအောင်စိုက်စိုက်ပြီးတော့မှအပေါ်ကနေဖြတ်ချဖြတ်ချပြီးတော့ခေါင်းကိုပြန်မွေးဒီခေါင်းစာဒီပိုင်းလေးပေါ့နောက်ဂိုင်းလေးတွေဒီလိုမွေးစားသဖြင့်ဒီလိုပြောဒီ knowledge လေးတွေဝင်လာတော့မှဟာငါတို့လောက်တာတွေတလွေးကြီးပါလားဆိုတော့ဆိုပြီးတော့တိသွားတော့ကို့လိုပဲ လေးလာနေတဲ့လူတွေတီးအောင်ဆိုပြီးတော့ကျွန်တော်စာအုပ်လေးရေးမယ်ဆိုပြီးစိတ်ကူးတာစိတ်ကူးတော့ဒါလည်းတဆိုင်မမကျွန်တော်ရေးမယ်ဆိုပြီးလှုပ်လိုက်တာမဟုတ်ပါဘူးအားတဲ့ချိန်လေးအကူရတဲ့ကူကနှစ်နှစ်လောက်စိုက်ထားတဲ့အတွေ့အကြုံလေးရလည်းရလိုက်ပြီပေါ့ဆိုတော့အဲ့ဒီအတွေ့အကြုံလေးရယ်ခုနကစာစာတွေကဖတ်ထားတဲ့ knowledge ရယ်ဒါကိုတွေ့ခဲ့တဲ့ကိုကိုအရင်ခံယူထားတဲ့ concept တွေကိုနှိုင်းချိန်ပြီးတော့ဒါတော့စာအုပ်လေးနဲ့ရေးပြီးတော့ပြုစုပြီးရေးမှရမယ်ဆိုပြီးတော့ကျွန်တော်ရေးပြီးတော့ထုတ်တာ အဲ့ဒီမှာပိဿံဝါလောက်ကုန်တယ်တဥကူမှာထောင်းထောင်းတထောင်လားထောင်း900လားမသိဘူးအဲ့လောက်နဲ့ရောင်းတာဆိုတော့တကယ်ပူနိက္ခ900လောက်ပဲကြာပါတယ်ဆိုတော့ဥတထောင်ထိုးရင်9သိန်းပေါ့ဗျာတော့အဲ့9သိန်းတော့မှတော်တော်ချူချူကြတာနဲ့ဟိုကလောက်ရတာရင်းနေရတာရင်းနေပြီးတော့ကျွန်တော်အမြတ်တော်သိမယူပါဘူးကျွန်တော်ဟိုပါကိုလိုပဲဘုံတိုင်းဝါဒနာပါတဲ့လူတွေဟိုတိပဲတိကြပါသေးဆိုပြီးတော့ဖြန့်ဖြန့်ပေးလိုက်တာ အဲ့ဒီကြတော့မှအခါတဲ့ကုလူပွန်တိုင်းဝါဒနာပါတဲ့လူတွေအများကြီးရှိမှန်းသိတာဥမာတောင်ကြီးကဥက္ကမောင်တင်းတို့အာကိုသားပူတို့အာကိုဆိုးကိုဆိုးသူလည်းကျွန်တော်တို့မန္တလေးကကိုဆိုးဦးတို့အစားရှိမဲ့မော်လင်မဲကိုသားကြီးတို့ဒါကျွန်တော်တို့ဒါပထမဆုံးစတင်ပြီးတော့စူးစီးမိတာပေါ့မမမီမရှိတဲ့ပုံတိုင်းဝါဒနာရှင်တွေစပြီးစုမိတာပေါ့ကျွန်တော်ကဇာတ်ထဲမှာကျွန်တော်ဖုန်းနံပါတ်တွေဘာတွေထည့်ရေးထားတယ်ဆိုတော့ဒါဟိုပါပေါ့ ။ဘာခွန်မလဲ။အဲတယောက်နေတော့ဆက်တွယ်ဖို့ရပါတော့လမ်းပွင့်သွားတာပေါ့။ဆိုတော့အဲ့လိုလမ်းပွင့်သွားတော့မှကျွန်တော်တို့ကအာဒါဒါကျွန်တော်လည်းဆရာပေါ့လေ။ဘာညာဆရာမဟုကျွန်တော်လည်းစာအုပ်ဖတ်ပြီးတော့လှုပ်တာပဲ။ခင်ဗျားတို့လိုပဲရုန်းကန်လှုပ်ရှားနေရတော့မယ်ဆိုပြီးတော့စာပြီးတော့လှုပ်တော့ဒီဟာအဲသူတို့စီက knowledge တွေလည်းအများကြီးရတယ်သူတို့စီကအပင်မျိုးရင်းတွေလည်းရတယ်ဆိုတော့စပြီးတော့ချိတ်ချိတ်ပြတ်ပြတ်လှုပ်ဖြစ်သွားတာဆိုတော့အဲ့ဒီကနေစတာပေါ့ဗျာဆိုတော့ကျွန်တော် ဟိုကတော့ဒီပထမဆုံးစာအုပ်ဆိုရင်ကျွန်တော်စာအုပ်ဒါ3အုပ်အခုထိအောင်ကျွန်တော်ထုတ်ထားတာပေါ့ထုတ်ထားတော့ဆိုတော့အလေအားစာအုပ်ဆိုရင်ဒါပထမဆုံးစာအုပ်ဆိုတော့အခြေခံစိုက်ပျိုးရေးနဲ့ထိမ့်သိမ့်ပြုပြင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့စာအုပ်ထုတ်တယ်ဆိုအဲ့ဒီတည်းမှာတော့ကျွန်တော်စာအုပ်ထဲကယူတဲ့ fix တွေကိုကျွန်တော်တို့ direct translation ပေါ့တိုက်ရိုက်ဘာသာမှာပြန်အောင်ဆိုတာဟိုကိုကိုတွေ့အတွေ့အကြုံလေးတွေနဲ့ရှင်ပြီးတော့သူဘာဆိုလိုလဲဆိုတာကိုသိပြီးတော့ကျွန်တော်တို့ဖတ်လိုက်ရင်အလွယ်တကူနားလည်မဲ့ ဆိုတာစကလုံးလေးတွေပဲရွေးပြီးတော့ကျွန်တော်ရိုးရိုးရေးထားတာပေါ့တိတ်ပြီးတော့ဟိုဟာသူ့ရဲ့ဟိုဟာ direct translation မဟုတ်တိုက်ရိုက်ဘာသာမှာပြန်တော့ဖတ်ရတာလည်းနည်းနည်းပူချောတာပေါ့ဗျာဆိုတော့ဆိုတော့အဲ့ဒါလေးတွေဖတ်ပြီးတော့ထုတ်ပြီးတော့ဒီစာအုပ်လေးကြိုက်တယ်အဆင်ပြေတယ်ဆိုတော့သိကြတော့ကျွန်တော်လည်းနောက်ထပ်ပြီးလေ့လာတာပေါ့ကျွန်တော်ခေတ္တကခုနကသူပြောဟိုဟာမေးမေးခွန်းလိုပါပဲကျွန်တော်ခေတ္တကအင်တာနက်မရှိဘူးလေမရှိတော့နောက်စာအုပ်တွေရေးဖို့ဆိုတာအင်တာနက်ကရန်ကုန်မှာပြတ်တုံးပြတ်တုံးရနေတဲ့အချိန်ဆိုတော့ ျွန်တော်ကန်ကောက်တာကျွန်တော်ဘန်ကောက်ကိုကျွန်တော်တမီတယောက်ဘန်ကောက်မှာကြောင်းတက်ရင်လည်းအလုပ်လုပ်နေတာရှိတော့တမီတိုက်ခတ်မှာတွားနေရင်လည်းကျွန်တော်အဲ့ဒီမှာနေတဲ့အခိုက်မှာဒါပုံတိုင်းနဲ့အင်တာနက်တက်ပြီးတော့အင်တာနက်တက်ဝင်ပြီးတော့ရသမျှဆောင်းပါးတွေဓာတ်ပုံတွေအကုန်စုစည်းပြီးတော့အကုန်ဘာမှပြန်မကြည့်အောင်ဒီလိုပဲ၄၅60အဲဟို data တွေယူလာပြီးတော့တန်ကုန်ကြတော့မှစင်ပြင်းနေပြီးအကုန်ပြန်ဖတ်ဖတ်ပြီးတော့ဟိုပုံတိုင်းတရားတက်ဆိုတဲ့စာအုပ်ကိုဆက်ပြီးတော့ရေးတယ်ပေါ့ ရေးပြီးတော့နောက်ပိုင်းကျတော့ကိုပါကွယ်ဒီဘက်မှာအင်တာနက်ပြင်လာဒီပထမစာအုပ်ထုတ်တော့ကတော့ကျွန်တော်အာ2017နဲ့ကျွန်တော်မှတ်သားထားတာ2017နောက်ဒုတိယစာအုပ်ကျတော့2016နောက်တတိယစာအုပ်ကျတော့2018ခုနှစ်မှာဆက်ပြီးတော့ရေးသားပြုစုခဲ့တာဆိုတော့အခုဒီလေပုံတိုင်းလောကကလူတွေ reference အနေနဲ့ပေါ့ဗျာဟိုဆရာလေ့လာဖို့မိညာပြုအောင်လောက်တော့ရတာပေါ့လေအခုခေတ်ကျတော့ဘာဖြစ်သွားလဲဆိုတော့ အင်တာနက်ကိုလူတိုင်းကဝင်ဝင်ကြည့်လို့ရနေပြီကြီးမေးတွေပါလေဆိုမှအမှဆိုလဲ demonstration တေးုပ်ပြပြီးတော့စိုက်ပျိုးနေတဲ့လူတွေအာပေါ်နေပြီဆိုတော့ဒီ video strip လေးတွေကိုအများကြီးလေးလို့လေ့လာလို့ရနေပြီဆိုတော့အဲသူတို့ဟာကြည့်လိုက်ကိုချောင်းလည်းဖတ်လိုက်ဒါမှကိုချောင်းဖတ်ပြီးသူတို့ video လေး strip လေးကိုကြည့်လိုက်ဆိုရင်နည်းနည်းပို့ပြီးတော့သဘောပေါက်လွယ်တာပေါ့လေဆိုတော့အထောက်အကူဖြစ်တဲ့အတွက်လူတိုင်းကလည်းပြောကြပါတယ်အထောက်အကူဖြစ်ပါတယ်အသုံးဝင်ပါတယ်ဆိုတော့ကျွန်တော်လည်းကျေနပ်ရတာပေါ့ဗျာ